အားလုံးပဲမင်္ဂလာပါ first up programming ဟန်ဒီကပြန်လဲချိုးဆိုလိုက်ပါရခင်ဗျာအခုဒီ video ကတော့ဒီ python basic part 5ပေါ့เนาะဆိုတော့ကျွန်တော်အရင် video မှာကျွန်တော် while loop တွေကိုကျွန်တော်ပြောပြပါတယ်ဆိုတော့အခါကျတော့အဲ့ဒီ while loop ကို machine မှာဆိုလို့ကျွန်တော်ထပ်ပြီးရခါကျတော့ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ဒီ count မှာကျွန်တော် count ဆိုပြီးရခါကျတော့ပြန်ပြီးရခါကျတော့ထားလိုက်ပါမယ်ဆိုတော့ count ဆိုပြီးရခါကျတော့ယူလိုက်မယ်ဆိုတော့ဒီဟာလေးကိုပဲဒီ system လေးကိုပဲကျွန်တော်ရှင်းပြလိုက်မယ်ဗျာ count ကိုကျွန်တော်က1ဆိုပြီးရခါကျတော့ပေးထားလိုက်တယ် why count က ဒီ၅ထက်ငယ်တယ်ဒါမှမဟုတ်၅ထက်ညီရယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်းကို print ထုတ်မယ် print ထုတ်ပြီးပေါ်လို့ရှိရင် cos plus equal to 1ဆိုတာဒီကောင်းကိုကွမ်းပေါင်းလိုက်ရပါ plus equal to 1ဆိုတာဒါကောင်းကိုပန်းပေါင်းလိုက်ရပါ plus equal to 2ဆိုလို့ရှိရင်ဒီကောင်းကိုကျွန်တော်တို့2ပေါင်းမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပဲသွားမယ်သွားလို့ရှိရင်ဒီကိုပြန်သွားလိုက်မယ် ဆိုတော့ဒီကိုပြန်သွားလိုက်လို့ရှိရင်ကျွန်တော်တို့ကောင့်ကိုပွန်ပောင်းလိုက်တဲ့အခါကျတော့2ဖြစ်တယ်။အဲ့ဒီ2တစ်ခါကြတဲ့အခါကျတော့လေဒီ၅ထပ်ငင်းနေတဲ့အတွက်ကြောင့်မလို့ဒီကောင့်အောင် print ပြန်ထုတ်ပဲ။ print ပြန်ထုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့2ကို3ပြန် sorry 2ကို1ပြန်ပောင်းလိုက်မယ်။1ပြန်ပောင်းလိုက်လို့ရှိရင်3ဖြစ်တယ်။3ဆိုပြီးတဲ့အခါကျတော့ဒီကိုပြန်သွားရဲ1ကိုပြန်သွား။သွားပြီးတဲ့အခါကျတော့3ထပ်ငယ်တဲ့အတွက်ကြောင့် sorry 3ဟာ5ထပ်ငယ်နေတဲ့အတွက်ကြောင့်မလို့ကိုကျွန်တော်တို့3ဆိုပြီးတဲ့အခါကျတော့ထုတ်ပေးပါရဲဆိုတဲ့အခါကျတော့ဒီကောင်ကဒီ5ရဲ့ ठी ပေါ့နော်။အဲ့ဒါမျိုးအလုပ်လုပ်တာပါ။ ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခုလေးကိုကျွန်တော်တို့ဖတ်ပြီးရခါကျွန်တော်တို့တွားကြအောင်ပါဆိုတော့နောက်ထပ်တစ်ခုကကြရခါကျွန်တော် look controller look controller ဒီ look controller ပါလဲဆိုတော့ကျွန်တော်တို့ break တို့ပြီးရခါကျွန်တော်တို့ continue လို့အဲ့ဒါကိုပြောရပါ break break and အဲ break and continue ကိုကျွန်တော်တို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တွားလိုက်ကြအောင်ကျွန်တော် range နေပဲရေးပါမယ် for i အာ in ing range ဆိုပြီးတဲ့အခါကျတော့30ဆိုလို့ရှိရင်ကျွန်တော်တို့ if i ကကွဲကွဲ5ဆို5ညီရဲ့ဆိုလို့ရှိရင်ဆိုတော့ break လို့မှာဖြစ်ပါတယ် break break လို့မှာဖြစ်တယ်ဒီလိုရှိရင် blint print ဆိုကြခါကျတော့ကျွန်တော်တို့ i value ကိုတော့မှာဖြစ်ပါတယ် တော့ဒီမှာဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ iron range ကို30ပေးလိုက်တယ်ဒါပေမဲ့ if iron က9နဲ့ညီပြီဆိုတာနေကျွန်တော်တို့ break လုပ်လိုက်မှာဖြစ်တယ်ဆိုတော့ iron ရဲ့ value ကကျွန်တော်တို့5အထိပဲလာမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကောင်လေးတွေကိုပိတ်လိုက်ပါမယ်ကောင်လေးတွေကိုလည်းပိတ်လိုက်ပါမယ်ပိတ်ပြီလို့ရှိရင်ကျွန်တော်ဒီကောင်ကိုလည်းဆောင်းပိတ်လိုက်ပါပိတ်ပြီလို့ရှိရင်ကျွန်တော် run လိုက်ပါမယ် run လိုက်လို့ရှိရင် အာတာလီတီတရားပဲယူအောင်ဒီအပေါ်ဟာနံပါတ်ဖေးရလဲတော့မသိဘူးနံပါတ်ဟိုဒီကောင်ကောင်းလဲပိတ်လိုက်ပါမယ်ပိတ်ပြီးလို့ရှိရင်ပြန်လာလိုက်မယ်မှန်လို့ရှိရင်ဒီမှာ0 1 2 3 4ဆိုတော့ဒီမှာဘာလဲဆိုတော့အခါကျတော့ဗျာကျွန်တော်တို့က value မပေးတာဘယ်လိုမျိုးလဲဆိုတော့ဒီအပေါ်ဟာမှာကျွန်တော်ကျွန်တော်တို့က value ပေးထားတယ် value ပေးထားတဲ့အတွက်ကြောင့်မလို့ဒီ value ကနေပြောစရမယ် value မပေးထားလို့ရှိရင်ကျွန်တော်က index number 0ကနေပြီးတော့အခါကျတော့သွားမယ် ဆိုတော့ကျွန်တော်တို့ဒီကောင်းကိုစပြီးရခါကျတော့ run လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့0ကနေတွားမယ်ပြီးလို့ရှင်5ကိုညီးပြီးဆိုတာနဲ့သူက break လိုက်မှာဖြစ်ပါတယ်ဒီကောင်းဒီမှာနဲ့ break လိုက်တဲ့အတွက်ကြောင့်မလို့ဒီ print sorry print statement ကိုမစွာတဲ့အတွက်ကြောင့်မလို့5ပဲကွာမထွက်လာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ဘာနည်းညီးပြီးဆိုတာနဲ့အာကျွန်တော်တို့ sorry ကျွန်တော်ရှင်းနေညီးဆိုတာနဲ့ပြေးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကို7ပဲပြီးမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော် D e 这样子，那别的啥吧？那这图啊，这里可是有困难的，有啊。All the solutions for I A I g range set. Sorry, range five. Range five. s o l u t i o n if I be a b l to two solutions. Two. Uh, sorry. 堂妹吗？D O N continue create เออที่ก่อนเรียกอะไรว่าแม่ solution ที่ก่อนอะไรแปกลว่าอะไรตัวสร zero one two three four sorry zero one พิลูชิเอ็นตัวเจ้าเก๋ three four พาพิลูเลยสร้อ ကျွန်တော်ရှင်းပြမယ်။ Policy 0ကနေ4ထိကျွန်တော်တို့အိုးထုတ်ပေးတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမှာတစ်ခုတိထားမှာကဘာလဲဆိုရဲခါကျကျွန်တော်တို့က5ထားပေးမယ်။ကျွန်တော်တို့ဒီမှာ9ခုမရှိဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ continue လုပ်လိုက်တာလေကြောင့်ပါ။ဘာဖြစ်လို့လဲဆိုတော့ continue ကကျတဲ့ခါကျတော့အဲ့ဒီကတန်းကိုကျွန်တော်တို့ကြော်လိုက်တာဖြစ်ပါတယ်။ break ကကျတဲ့ခါကျတော့လုံးဝကြီးကို break ဖြစ်လိုက်တာဖြစ်ပြီးတဲ့ခါကျတော့အဲ့ဒီ iron ကဒူးနေကြီးရယ်ဆိုလို့ရှိရင် continue ဆိုတာဒီ iron ရဲ့ value 2ကိုထားခဲ့ပြီးတဲ့ခါကျတော့ channel ဟာကို set run သွားတာဖြစ်ပါတယ် okay နောက်တစ်ခုလေးကိုကျွန်တော်ဆက်ပြီးတဲ့ခါကျတော့သွားလိုက်အောင်ပါဒါလည်း profile ကိုကျွန်တော် function ပဲဖြစ်ပါတယ်ကျွန်တော်တို့ code တွေ organize လုပ်ဖို့နေပြီးတဲ့ခါကျတော့ကျွန်တော် rescue လုပ်ဖို့အတွက်မလို့ကျွန်တော်တို့ function တွေကိုကျွန်တော်တို့ပြန်ပြီးတဲ့ခါကျတော့တုံလာမှာဆိုတော့ကျွန်တော် basic function လေးတော့ပြောပြပါမယ် တော့ကျွန်တော်တို့ဒီ basic function မှာကြားတဲ့အခါကျွန်တော်တို့ဒီ function ကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ definition ဆိုပြီးတော့ခေါ်ပြောရတယ်ကျွန်တော်တို့ definition အတူခေါ်ဟာ df def ဆိုပြီးတော့ခေါ်ကျွန်တော်တို့ရေးတယ်ရေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီ function ရဲ့နာမည်ကဘာလဲဆိုတာကိုကျွန်တော်တို့ပေးရမှာလေ gr ged quick ဆိုပြီးတော့ခေါ်ကျွန်တော်တို့ပေးလိုက်ပါတယ်ပေးပြီးလို့ရှိရင်ကျွန်တော်ဒီ function ကဘာလုပ်မှာလဲ print print ဆိုကြရခါတော့ sorry h e l l o ကလိုကိုအာအမတီဘောဆိုပြီးခါကျွန်တော်တို့ထားလိုက်မယ်ဟယ်လိုဘောဆိုပြီးခါရောထားလိုက်မယ်ထားပြီးခါကျွန်တော်တို့ definition ကိုကျွန်တော်တို့ပြန်ပြီးတဲ့ခါကျတော့ shoot တော့လိုက်ပါမယ် TR ဒီ quick ဆိုပြီးခါ famous you ဆောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ကို sorry ကျွန်တော်တို့ကိုဘာပေးမလဲဆိုတော့ခါကျွန်တော်တို့ကို hello world ဆိုပြီးခါကျတော့ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီခေါင်းနှစ်ခုပိတ်လိုက်ပါဦးမယ်ပိတ်မယ်ပိတ်လို့ရှိရင် run လိုက်ပါမယ် run လို့ရှိရင်ကျွန်တော်တို့ hello world ဆိုပြီးခါကျတော့ပေးပါတယ်ဆိုတော့ ျွန်တော်တို့ဒီမှာ hello သာ hello သာဘာဖြစ်လို့ရှိရင်ဘာပေးမလဲဆိုတော့ကျွန်တော်တို့ hello ပဲပေးမှာဖြစ်ပါတယ်ဆိုတော့ဒီမှာကြည့်ရမှာတခုကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်ဒါတက်တက်ပေါ့နော်ဒါကျတဲ့ခါ function ပေါ့နော်ဒါကျတဲ့ခါ function ခေါ်တုံးတာပေါ့နော်မတူဘူးပေါ့နော်ကျွန်တော်တို့ function ခေါ်မတုံးရင်ကျွန်တော်တို့ဘာမှပေးမှာမဟုတ်ပါဘူး run ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှပေးမှာမဟုတ်ပါဘူးကျွန်တော် function ခေါ်တုံးမှာဒါကျွန်တော်တို့ကိုထုတ်ပေးမှာဖြစ်ပါတယ်သူရဲ့ failure ကို okay နောက်တစ်ခုကကျတဲ့ခါ function ကို 이하여간 반신 부의 파라입니다. 번호 P A R A 파라미타스. 오케이. 이건 제가 가져 발레스로 가져. 파라미타 발레 반신이요. 표와 번호. 블루멜로 소로. 저는 어떻게 이해하면 된다. Create. 아 저는 뭐야. Pass be as one person. 이로시의 name. ဒီ name ကကြာပါရောကျွန်တော်တို့ parameter လို့ခေါ်တယ်ဒီအပေါ်မှာကျွန်တော် parameter ဘာမှမထည့်ထားတယ်မထည့်ထားဘူးပေါ့နော်ဒီကောင်းကြတဲ့ခါကျတော့ parameter လို့ခေါ်တယ်ဘာလို့ဒီ parameter ထည့်ထားလဲဆိုတော့ခါကျတော့ကျွန်တော်တို့ name ပြီးတော့မှကျွန်တော်တို့အလုပ်လုပ်မယ်ဆိုပြီးတော့ခါကျတော့ပြောတယ်ဆိုပါပါဆိုတော့ပြီးရခါကျတော့ b. ကျွန်တော်တပုန်လေးကြာရယ် b. print print ဆိုပြီးလို့ရှိရင်ကျွန်တော်တို့ print ထုတ်ပါမယ် F ဒီလိုရှိရင် AC အလားရော Hello B ရင် Zapman Pay name ဆိုပြီးခါကျတော့ကျွန်တော်တို့ print ထုတ်လိုက်မှာဖြစ်ပါတယ်။ဆိုတော့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ parameter ထည့်ထားလို့ရှိရင်ကျွန်တော်တို့ by သုံးလို့ရတယ်ဆိုတော့အခါကျတော့ကျွန်တော်တို့ဒီတိုင်း function ကြီးကို GRE ဒီ creeper sense ဆိုပြီးခါကျတော့ဂျန်ယူသုံးလို့မရပါဘူး။ကျွန်တော်တို့ parameter ပါထည့်ရပါတယ်လေ။ နာရီပါ KRET create ER as one person ဆိုပြီးအပိုင်းအောင်ကျွန်တော်တဲမှာ parameter တွေထည့်ပြရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် parameter ပုံမှာထည့်ထားလို့ပါဒီကောင်းကို function ခုနလေးပိတ်လိုက်မယ်ပိတ်လို့လို့ရှိရင်ထည့်လိုက်မယ်ထည့်လို့ရှိရင်ကျွန်တော်တို့မှာဒီမှာ parameter မရှိဘူးဆိုပြီးတော့ကျွန်တော်ပြောပါတယ်ဆိုတော့ဒီမှာ parameter ထည့်ပေးရပါမယ်ဆိုတော့ name မှာကျွန်တော်တို့ arm ပြီးလို့ရှိရင် mouse ဆိုပြီးတော့ထည့်လိုက်ပါမယ် ထည့်ပြီးတော့ခါကျတော့ run လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကို hello on hello noun ဆိုပြီးတော့ခါကျတော့ပေးပါတယ်ဆိုတော့ဒီကောင်းကျတဲ့ခါကျတော့ဒီ parameter နဲ့ function တွေကိုကျွန်တော်ပြောထားတာဖြစ်ပါတယ်ဆိုတော့နောက်နောက်တစ်ခုကကျတဲ့ခါကျတော့ပါလေဆိုတော့ function တွေ iit you are return type ပေါ့နော်ကျွန်တော် return ပြန်ပေးရတယ်ဟာပြပါ okay ဆိုတော့ဘယ်လိုမျိုးလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ Frenchian กูจะต้องเรียกเขาจังเราต้อ isult research equal to อ๋ sorry ต้อง f r e h i a n เราพ dove edge and one the number 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 numbers a 宝马 m m a b ส่วนเราข้าจอดีเนี้ยม parameter จังเราข้าจอดีเ a r a m e t e r จังเราข้าจอดีเนี้ยมา p a r e t e r จ i s u a t preset က e plus b ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ရေးဖို့လို့ရှိရင်ကျွန်တော်တို့ i t u r return ဆိုပြီးတော့ကျွန်တော် preset ကိုကျွန်တော် return ပြန်ပေးလိုက်ပါမယ်ဆိုတော့ကျွန်တော်ဒီမှာ function ထည့်ဖို့ကြံတယ်โอเค preset ကိုကျွန်တော် return ပြန်ပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကို run ကြည့်ရအောင်နော် sum အာ he as you at a sambasa kwe tu arch number ဆိုပြီးတော့အဲဒါကျွန်တော်တို့ထဲမှာ parameter ထည့်ထားတဲ့အကြောင်းမလို့ကျွန်တော်တို့ဒီမှာ parameter လေး sorry number လေးတွေကျွန်တော်ထည့်ပါမယ်3နဲ့5နဲ့ထည့်လိုက်မယ်ပြီးလို့ရှိရင် print ဆိုပြီးတော့အဲခါကျတော့ကျွန်တော်တို့ uh of i s u r t reset က စာဆက်ကိုကျွန်တော်ပုံပါမယ်ဆိုတော့ကျွန်တော်ကောင်းလေးကို run လိုက်ပါမယ် run မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ fashion ကိုပိတ်ထားလိုက်မယ်ပိတ်လို့ရှိရင်ကျွန်တော် run လိုက်ပါမယ် run မယ်ဆိုလို့ရှိရင် reset က a 3နဲ့5နဲ့ပေါင်းတဲ့အဲဒါကြောင့်မလို့ကျွန်တော် reset က x ဆိုဒီခါကျတော့ပေးတာပါဆိုတော့ဒါကတော့ဒီ return type နဲ့ ါတာပေါ့နော်ဆိုတော့အခါကျဒါကတော့ကျွန်တော်ဒီ Python အခြေခံတွေကိုကျွန်တော်တွေ့ပြပေးသွားတာဖြစ်ပါတယ်ဆိုတော့အခါကျတော့နောက်ထပ်တစ်ချက်ကကျတော့ဒီ Python အခြေခံတွေကိုသင်ပြောလို့ရှိရင်နောက်ထပ်တစ်ဆင့်ဘာတွေလေ့လာရမလဲဆိုတော့အခါကျွန်တော်တို့ list တို့ tuple တို့ set တို့ပြီးရခါကျွန်တော်တို့အဲ့ဒီ dictionary အသေးစိတ်တွေကိုကျွန်တော်လေ့လာရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ file handling တို့ပြီးရခါရော expectation handling တို့ပြီးရခါကျတော့ OOP ဖြစ်တဲ့ object oriented programming တို့ပြီးရခါကျ module နဲ့ package တွေကိုလေ့လာရမှာဖြစ်ပါတယ် ဆိုတော့ဒီကျွန်တော်ရဲ့ channel မှာလည်းဒီ topic တွေကိုဆက်ပြီးတဲ့အခါကျတော့လုတ်ပေးပါမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီ python အခြေခံတွေကိုမြန်မာလိုရှင်းပြထားတာအကုန်လုံးအဆင်ပြေပါသလားဆိုတဲ့အခါကျတော့ဒီမိတ်ဆွေတို့ရဲ့အထင်မြင်လေးတွေကိုလည်း comment အောက်မှာရေးခဲ့ပေးလို့ရပါတယ်ဆိုတဲ့အခါကျတော့အားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်းမိုက်ပါ